အလုတ်ထဲမှာလူတယောက်နဲ့စကားများတယ်အဲ့ဒီစကားများပြီးတဲ့အကြောင်းအရာကတော့ကျွန်တော်ပြီးသွားပြီဒါပေမဲ့အဲ့ဒီအကြောင်းအရာကဘယ်အထက်မှာတစ်ခါပြန်လာဖြစ်တယ်လဲဆိုတော့အုံနောက်ထဲမှာတစ်ခါပြန်လာပြီးတော့မှဖြစ်တယ်ပြင်ပမှာ external မှာကျွန်တော်တို့တစ်ခါဖြစ်တယ်ဒါကျွန်တော်ခဏခဏပြောတယ်အဖြစ်ပြက်တိုင်းဒီအမြဲတမ်းနှစ်ခါဖြစ်တယ်ပြင်ပမှာတစ်ခါဖြစ်တယ်ကျွန်တော်တို့ရဲ့ခေါင်းထဲမှာတစ်ခါဖြစ်တယ်အချို့တွေကခေါင်းထဲမှာဖြစ်လာတဲ့ဟာကိုအဲ့ဒီအတိုင်းရပ်လိုက်တာရှိတယ် ်ဆက်ပြီးတော့မတွေးတော့ပြပလိုက်တာရှိတယ်ဒါပေမဲ့များသောအားဖြင့်ဘာဖြစ်လဲဆိုရင်တော်တော်ကအုံနောက်ထဲရောက်လာတဲ့အရာကဘာဖြစ်လဲဆိုတော့ thought လို့ခေါ်တဲ့အတွေးပြန်ဖြစ်လာ အတွေးဖြစ်လာ နေခင်းကသူနဲ့ငါနဲ့ပြဿနာတက်ခဲ့တာကနော်ရန်ဖြစ်ခဲ့တာစကားများခဲ့တာကသူကငါ့ကိုတီလို့ပြောလို့သူတရားတွေမှားနေလို့ဘာဖြစ်လဲဆိုတော့အတွေးတစ်ခုဖြစ်လာအဲ့တော့အတွေးတစ်ခုဖြစ်လာပြီးတော့မှလူရည်အဲ့ဒီတိုင်ရက်မသွားဘူး အဲ့ဒီအတွေးတစ်ခုရောက်လာပြီးတော့ဘာဆက်လုပ်ကြလဲဆိုတော့ကျွန်တော်တို့ thinking ဆိုပြီးတော့မှဆက်ပြီးတော့မှစဉ်းစားတယ်အတွေးကနေပြီးတော့မှ thinking လို့ခေါ်တဲ့စဉ်းစားတာကျွန်တော်တို့ဖြစ်လာတယ်เนาะကျွန်တော်ဟုတ်တယ် तू ကငါ့ကိုဘယ်လိုပြောလိုက်တာအော်ငါသူ့ကိုဘယ်လိုပြန်ပြောလိုက်တော့သူ့မျက်နှာကဘယ်လိုဖြစ်သွားတယ် तू ကဘာကိုငါ့ကိုပြန်ငါဘယ်လိုတွေးနေတယ်စဉ်းစားခြင်းဖြစ်လာ thinking ဖြစ်လာတာအဲ့လိုစဉ်းစားရင်းနဲ့မှ နောက်ဘာဖြစ်လာလဲဆိုတော့ feeling ဆိုတဲ့ခံစားချက်တွေဖြစ်လာတာခံစားချက်ဖြစ်လာတာဝမ်းနေတာကျွန်တော်တို့ဖြစ်ရင်ဖြစ်မယ်ဘောသာထွက်တာကျွန်တော်တို့ဖြစ်မယ်စိတ်ခံစားချက်တွေကျွန်တော်တို့ဖြစ်လာတာအဲ့ဒီစိတ်ခံစားချက်လေးပြီးတော့နောက်ဆုံးဘာဖြစ်လာလဲဆိုတော့ emotion လို့ခေါ်တဲ့တည်တင်ကเนาะစိတ်ခံစားချက်ကနေပြီးတော့မှအဲ့တော့ကျွန်တော် feeling နဲ့ emotion နဲ့เนาะမတူဘူး feeling ဆိုတာကကျွန်တော်တို့ကခံစားချက်တစ်ခုခုပေါ်လာတာ emotion ဆိုတာကဖြတ်ကနေဖြစ်လာတဲ့အရာ ဒါဒီလိုလုပ်လိုက်တော့မယ်ဒီလိုဖြစ်တယ်ဒါကြောင့်ဆိုတော့ကျွန်တော်တို့ emotion ဆိုလို့ဖြစ်လာတာအဲ့ဒီ emotion ကိုရလာပြီးတော့မှအတွေးအဖြစ်နဲ့ပြန်တွေးတယ်အဲ့မှလဲနေတာလူကအဲ့တော့ဒေါသတွေဖြစ်တယ်မချေမနှက်တွေဖြစ်တယ်စိတ်ကြိမ်တိုးတယ်ဝမ်းနေတယ်မနာလိုမှုတွေဖြစ်လာတယ်လဲနေတာအဲ့ဒါကြီးအဲ့ဒီအချိန်မှာပဲအာဒီကျွန်တော်တို့ကဘာလို့ဆိုတော့မအောင်မြင်တဲ့သူတွေကျွန်တော်တို့ဖြစ်တာအောင်မြင်တဲ့သူတွေကြတော့ဘာဆက်လုပ်တယ်ဆိုတော့အဲ့ဒီ emotion ကိုရပြီဆိုတာနဲ့သူက ဆက်ပြီးတော့မှသွားတယ်အဘိဘယ်ဖွင့်ဆိုတဲ့မိမိဟုတ်ပြီအဲ့တော့အခုလောလောဆယ်အဲ့လာမနက်ကအဲ့ဒီနေ့ငါနဲ့လှုပ်ချက်မှရန်ဖြစ်လိုက်ပြီဖြစ်လိုက်ပြီဆိုလို့ရှိရင်ခုနဒီဟာကြီးကိုအတွေးလဲပြန်လဲနေတာမျိုးမဟုတ်ဘဲနဲ့အဘိဘယ်ဖွင့်လိုက်အဲ့လိုရန်ဖြစ်လိုက်တဲ့အဘိဘယ်ကဟွာတယ်ဘာလဲ what is the meaning မတူနဲ့ငါလူဖြစ်လိုက်တဲ့အဘိဘယ်ဒီငါပြောင်းလဲရတော့မယ်ဆိုတဲ့အဘိဘယ်ဒါမှမဟုတ်သူနဲ့ငါအစဉ်ပြေအောင် လုပ်ရတော့မယ် အဲ့ဒီအတိတ်ပဲလားငါပြောင်းလဲရမယ့်အတိတ်ပဲလားသူနဲ့ငါအဆင်ပြေအောင်နေရတော့မယ်ဆိုတဲ့အတိတ်ပဲလားဒါမှမဟုတ်သူနဲ့မပေါင်းသင်းတော့ဘူးဆိုတဲ့အတိတ်ပဲလားအတိတ်ပဲကိုမှန်မှန်ကန်ကန်ဖတ်ဆိုဖို့လိုတယ် meaning ကိုပြောတာ meaning ကိုဖွင့်ကောင်းကောင်းဖွင့်ဖို့ကျွန်တော်လိုတယ်အဲ့တော့ငါနောက်တစ်ခါအဲ့လားထားရမနက်ကညာဖြစ်တဲ့လူနဲ့ငါသူ့ဒီလိုစကားပြောတွေမပြောတော့ဘူး။ငါဒီလိုမလုပ်တော့ဘူး။ငါဒီလိုမပြုတ်မှုတော့ဘူးဆိုတော့ပြောင်းလဲရတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမှာလဲစပြီးတော့ ပြောင်းလဲတယ်ကျွန်တော်လုပ်ရတာ action ယူရတော့မှာလုံးရက်တွေကိုကျွန်တော်တို့ကပြောင်းလဲရတော့မှာတေချာတဲ့ action ub ဆိုတော့ဆိုလို့ရှိရင်တော့နှစ်မျိုးပဲရပါတယ်အောင်မြင်တာနဲ့သင်ယူခွင့်ရတာနဲ့နော်အဲ့တော့ okay အဲ့တော့ဒိဗယ်ဖွင့်လိုက်ပြီဟုတ်ပြီငါဒါဒီဒါဒီငါလုတ်တင်ပြီလုတ်ဖို့အတွက်ငါဒါဒိဗယ်ခုပေါ်လာတာဖြစ်မင်းငါလုတ်ကြည့်ပြီလုတ်ကြည့်လိုက်တဲ့အခါမှာအဆင်ပြေအောင်မြင်သွားလိမ့်မယ်အဆင်မပြေဘာဖြစ်မလဲသင်ငန်းစာရအောင်ဒါကျွန်တော်ခဏတာပြောတယ်စမ်ပန်ယူဝင်းစမ်ပန်ယူလက်နော်အဲ့တော့အောင်မြင်အောင်မြင်မအောင်မြင်ရင်သင်ငန်းစာရအောင် ဲ့တော့အဲ့တင်ငန်းစာကိုခြေခံပြီးတော့မှမလုပ်မလဲဆိုတော့နောက်ထပ်အလုပ်တွေလုပ်ပြီးနောက်ထပ် action တွေ use ပြီးဆိုရှင်တော့ဖေးကြတယ်ကိုဘွားမှာအောင်မြင်မှုတွေကျွန်တော်တို့ရနိုင်မယ်စေပြေမှုတွေကျွန်တော်တို့ရပါလိမ့်မယ်အဲ့တော့ဒီ frame လေးကိုကျွန်တော်ထင်တယ်နားလည်ပြီးလို့ကျွန်တော်ထင်ပါတယ်တော့ဒီကြောင့်လည်းနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လူငန်းရှင်တွေဒီအကျိုးတစုံတရာရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အကျိုးတစုံတရာရတယ်ဆိုလို့ရှင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပြပါ။ဒီဗီဒီယိုဆုံးတော့ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုညံမင်းအောင်ပါ။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။